တဝဲမျိုးရွှေဝဲတီရီအာကစားကွင်းအနီးအင်ဂျင်မြိုင်လက်ဖက်ရည်ဆိုင်ရှိမှဇူလိုင်လ26ရက်နေ့ည9:00နာရီခွဲခန့်ကလက်ပစ်ဘုံကင်ဆောင်ထားသူအမျိုးသားတဦးဟာကုမ္ပဏီဝင်တဲ့အမျိုးသမီးတွေကိုတင်ဆောင်လာတဲ့ကားကိုတာစီချိန်ချမှုဖြစ်ပွားခဲ့ပါတယ်။ မြန်မာစီဗီယာကုမ္ပဏီကအယောင်ဝန်ထမ်းအမျိုးသမီးရှစ်ဦးကိုတင်ဆောင်လာတဲ့ကုမ္ပဏီရင်ကိုအမျိုးသားတဦးကတားပြီးဘဲကုမ္ပဏီကလည်းလို့မေးမြန်းခဲ့ကြောင်းမြန်မာစီဗီယာကုမ္ပဏီဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့စဉ်ပေါင်းမီအိတ်အတွင်းကလက်ပစ်ဘုံကို ပြပြီးလက်ပစ်ဘုံခွင်းထဲကိုလက်ထိုးကဒီဟာဖြုတ်လိုက်ရင်အကုန်သေးကုန်မယ်လို့ချိန်ချောက်ခဲ့ကြောင်းသိရပါဗျ အဲ့ဒီအချိန်မှာရဲတပ်ဖွဲ့လှည့်ကင်းတွေရောက်ရှိလာပြီးချင်းချောက်တဲ့အမျိုးသားကိုစကန်းကိုခေါ်ဆောင်စစ်ဆေးပြီးလက်ပစ်ပုံးတွေကိုရှာဖွေပုံစံနဲ့တင်းစီခဲ့တယ်လို့သိရပါဗျ။စစ်ဆေးချက်အရအဲ့ဒီအမျိုးသားဟာစောအဲလူဆိုသူဖြစ်တယ်လို့ဒဝဲမျိုးမရဲစခန်းမှုကင်းမှတ်တမ်းအရသိရပါဗျ။အစပိုင်းကရွှေဝဲသီရိအားကစားကွင်းရင်ပြင်ပလန်းနဲ့ကြက်တန်တိုင်းဖျားလန်းတောင်အနီးဇရက်နားမှာချင်းချောက်ခဲ့သူတွေလိုက်လာပြီးမိန်းကလေးတွေကိုဆွဲချတဲ့အခါရင်ကိုမောင်းသွားတဲ့အတွက်ဆွဲလို့မရတော့ဘဲဆွဲချတဲ့သူဟာရင်ဘေးကနေတွေ့တက်ပြီးပါလာကြောင် အဲ့ဒီသူနဲ့အတူပါလာသူကတော့စိုက်ကယ်နဲ့ရှေ့ကသွားပြီးအင်ဂျင်မြိုင်ရှေ့ရောက်တဲ့အခါကားကိုရပ်ပေးလိုက်စဉ်လက်ပစ်ဘုံပြပြီးချိန်ချောက်မှုဖြစ်ပွားခဲ့ကြောင်းလှဲ့ကင်းရဲတွေရောက်လာချိန်မှာလက်ပစ်ဘုံရှိနေတဲ့အတွက်နှစ်ဦးစလုံးကိုချော့မော်ပြီးဖမ်းဆီးမှုပြုလုပ်ခဲ့ရကြောင်းဒဝဲမျိုးမရဲစခန်းမှုကပြောပါရယ်ချိန်ချောက်မှုပြုလုပ်ခဲ့သူစောအယ်လူကန်ဆောင်ထားတဲ့လက်ပစ်ဘုံမှာအမေရိကန်နိုင်ငံထုတ်63မီလီမီတာပန်းသီးလက်ပစ်ဘုံဖြစ်ပြီးအဲ့ဒီလက်ပစ်ဘုံကိုတော့ဒဝဲမျိုးရှိ BE တက်ကလာရောက်စစ်ဆေးကသိမ်းဆီးထားတယ်လို့ သိရပါဗျ။စစ်ဆေးမှုရာစောရဲလူမှာ KNU တပ်ဖွဲ့ဝင်လို့ပြောဆိုထားပေမဲ့အတိမပြုတ်နိုင်သေးပဲနဲ့စုံစမ်းဆဲတာဖြစ်ပြီးဖြစ်စဉ်နဲ့ပတ်သက်လို့ဒဝဲမျိုးမရဲစခန်းကပ1264မြေကျောင်း2010 2019လက်နက်ပုံမှ16စာလုံးနဲ့အမှုဖွင့်အေးအေးယူထားတယ်လို့တဝဲမျိုးမရဲစခန်းကသိရပါဗျ။လက်ရှိမှာတော့လက်ပစ်ပုံးကင်ကချိန်ချောက်ခဲ့သူကိုတဝဲမျိုးမရဲစခန်းအထုံမှာထားရှိထားပြီးအခင်းဖြစ်ပွားစဉ်ကျူးလွန်ခဲ့သူတွေဟာအရက်တောက်သုံးထားတယ်လို့သိရပါဗျ။